ရွှေမုံအလင်းတန်း channel ကပြန်လည်လို့ခြုံဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းလေးနဲ့ကင်မီယာစမ်းချက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေကြာဘူးနာဝရှိနေတဲ့ခွန်ဆန်လုံးနဲ့အနံ့ဦးပြည့်ဌာနရေးဇာတ်လမ်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးချင်ပါတယ်။တခါတော့ငါစိုင်းတောင်းမှာအရန်ကိုချမ်းသာတဲ့မိသားစုတစုရှိရတယ်။မိသားစုဝင်၃ယောက်ရှိတယ်။အဖေရဲ့မိရဲ့တားရဲ့ဘောနော်။ သူသားရဲ့နာမည်ကွန်ဆယ်လော်ရီခွေကွန်ဆယ်လော်အသက်အရွယ်ရလာတဲ့အချိန်မှာမိခင်ကအိမ်အောင်ချပေးချင်တာ ਨਹੀਂ အဲ့ဒါနဲ့စိုက်တောက်မှရှိနိုင်ဦးပန်းဆိုတဲ့ကောင်မလေးနဲ့အိမ်အောင်ချပေးချင်တာပေါ့နော်အဲ့ဒီကောင်မလေးကအလုပ်လုပ်တာတော်ရင်ပြီးတော့သူလေးကွန်ဆယ်လော်ကိုချိန်ပြီးတော့ကြိုက်နေတာပေါ့နော်အဲ့တော့ကွန်ဆယ်လော်ရဲ့အမေကိုနေ့တိုင်းဆိုလို့မျက်စိကြောင်အလုပ်တွေပါနေကိုတာပေါ့နော်ဒါပေမဲ့ကွန်ဆယ်လော်ကသူ့ကိုလုံးဝမကြိုက်ဘူးသူ့ရဲ့အမေကတော့ တွေ့ရတောင်းနေတိုင်းတိုက်တွန်းမှလည်းဒါပေမဲ့ခေါ်ဆန်လို့လေအဲ့ဒီအရာကိုဘလို့ဖြတ်ကျော်နိုင်မှလဲဆိုတော့နေတိုင်းစဉ်းစားတာပေါ့နော်အဲ့ဒါနဲ့အကြံတစ်ခုရလာရည်ဒီအဲ့ဒါကတော့သူ့ရဲ့အပေါင်းအသင်းတွေနဲ့အတူရှမ်းပြည်နယ်အနေနဲ့နွားပေါင်း900နေအတူလက်ဖက်ကုံကူတာပေါ့နော်သူကသူ့အမေကိုပြောတာလေမိမိကျွန်တော်စီးပွားရှာကျင်နေတယ်ကျွန်တော်ခရီးရပြန်လာမှတည်စဉ်းစားကြတာပေါ့ဒီမင်္ဂလာကိစ္စအောင်အဲ့ဒါနဲ့သူ့ရဲ့အမေလေး တော်တူလိုက်တာရဲ့ကွယ်ခွန်ဆန်လုံးလေးသူ့ရဲ့အပေါင်းပါတွေနဲ့အတူစပြီးတော့ခရီးဆက်ကြတာပေါ့နော်သူကုန်ကူရောင်းဝယ်ရေးလုပ်ပြီးဖြတ်တန်းသွားတဲ့မျိုးတွေကတော့တီပုံမျိုးလေးပါတာပေါ့အဲ့ဒီမျိုးမှလေးသူကောင်မလေးတယောက်နဲ့ရေးစားဖြစ်ခဲ့သေးတယ်ဒီအဲ့ဒီချိန်မှာခွန်ဆန်လောကအသက်ရွယ်ငယ်ပေမဲ့စီးပွားရေးတွေဘာတွေလောက်တတ်တော့ရှမ်းပြည်နယ်မှာနာမည်ကြီးနေတာပေါ့ကွယ်ခရီးသွားနေရင်သွားနေရင်နောက်ဆုံးတော့နန်းဦးပြင်းနေတဲ့မိုင်းကင်မျိုး ရောက်လာတာပေါ့နော်ခေါဆန်လောကဘလောက်ချောချောင်းဘလောက်တော်ချောင်းမိုင်းကင်သူမိုင်းကင်သားတွေကအရင်ကိုအားကြတာပေါ့နော်ချီချူးတဲ့ချီမွန်းနေလေအမြင်ချားနေရတာပေါ့အဲ့ဒီအချိန်မှာမိုင်းကင်မျိုးအနောက်ဖက်မှာနေဝမ်းလင်းကြီးရွာမှာရှိနောင်ပြင်းဆိုတဲ့ကောင်မလေးလေးသူများဒီလောက်ချီချူးနေတော့သူလည်းမြင်မှုချင်လေရဲ့ဆိုပြီးတော့မိုင်းကင်မျိုးဈေးမှာဈေးဝယ်ထွက်ရင်ခေါဆန်လောကိုရှာဖွေမိတယ်ကွအဲ့ဒီအချိန်မှာခေါဆန်လောကလေး ဈေးထဲမှာရှိနေတော့ဆိုတော့သူတို့နှစ်ဦးတွေးဆုံသွားတဲ့ကွယ်အဲ့ဒီချိန်မှာတယောက်နဲ့တယောက်ကြည့်နေတဲ့အကြည့်တွေကမိုင်းကင်ဈေးတိုင်တွေတောင်ရှိုက်သွားတယ်အဲ့ဒါကြောင့်မိုင်းကင်မျိုးအရင်ကမိုင်းကင်မိုင်းကင်ရှိုင်းလို့ခေါ်ပြီးတော့နောက်ပိုင်းမှာတော့မိုင်းကင်မိုင်းကင်ဆိုပြီးတော့ဖြစ်လာပါတယ်နောက်နေ့လေးရောက်အောင်ကွန်ဆန်တော်ကနန်းပြင်းကိုသဘောကျတော့တကယ်ချင်းအပေါင်းပါတွေကိုပြောပြတော့တကယ်ချင်းတွေလည်းတိုက်တွန်းတော့ပေါ့ သူချီဆိုရအောင်ဘာညာတာရကဘောကွေခွန်ဆန်လုံးလေးစပြီးတော့ချင်းခတ်ကြပုံသူတို့တွေ့ဆုံတဲ့နေရာမှာတော့မိုင်းကင်မျိုးတိန်ချောင်းသားမှာဆိုတော့ခွန်ဆန်လုံးပြောတာကိုနန်ဦးပြန်ကကောင်းကောင်းမကြားရတော့သူမကလေတိန်ချောင်းလေးကိုတိန်ချောင်းလေးရေတိတ်တိတ်နေပေးပါလားနေကိုခွန်ဆန်လုံးပြောတာကိုငါဘာမှမကြားရဘူးအဲ့ဒီချိန်ကစပြီးတော့တိန်ချောင်းလေးကအခုထက်ထိတိတ်ဆိတ်ညီတဲ့နေလေရေအဲ့ဒီတိန်ချောင်းလေးက ရှမ်းပြည်နယ်လင်းခင်းမြို့ထိစီစဉ်တဲ့ချောင်းရည်တစ်ခုပါအဲ့ဒီနောက်ပိုင်းခွန်ဆန်လော်နဲ့နန်ဦးပြင်ချစ်ကျွမ်းဝင်သွားကြတာပေါ့နော်တနည်းခွန်ဆန်လော်ကနန်ဦးပြင်မိသားစုတွေနဲ့တွေ့ဆုံပြီးသူစိတ်တောင်းအောင်ပြန်ပြီးတော့မိဘတွေနဲ့အတူလာရောက်တောင်းရမယ်လို့ဘာလို့ပြောတော့နန်ဦးပြင်မိဘတွေလည်းလက်ခံကြတာပေါ့ကွယ်အဲ့ဒါနဲ့ခွန်ဆန်လော်ကစိတ်တောင်းအောင်ပြန်သွားပါလေရောသူ့ရဲ့အမေကိုအကြောင်းဆုံးပြောပြတော့သူ့ရဲ့အမေကလောကကိုတဘောမတူဘူးရင်း ကွန်ဆန်လော်လေးနန်းဦးပြင်မနန်းဦးပြင်မဲတဲ့ကွေနန်းဦးပြင်ဘလောက်လိမ်မာရင်ကြေးကြောင်ရေပေါ်မှာလမ်းလျှောက်ရင်တော့ရေကလှိုင်းလုံးမထရင်အပြင်တုတ်တုတ်မှမလောက်တဲ့အထိလူမြန်တိမ်မွေးကြောင်ဒါပေမဲ့သူ့ရဲ့စကားတွေကသူ့ရဲ့မိခင်ရဲ့စိတ်ကိုလုံးဝအနိုင်မရနိုင်ဘူးနောက်ဆုံးတော့သူကသူ့ရဲ့ဦးလေးကိုအကူအညီတောင်းတာပေါ့နော်သူ့ဦးလေးလည်းသဘောတူပြီးသူ့နဲ့အတူမိုင်းကင်ကိုခရီးထွက်သွားတာပေါ့ကွေနောက်ဆုံးမိုင်းကင်လည်းရောက်ရော မင်္ဂလာကိစ္စတွေလုပ်ပြီးတော့ခွန်ဆန်လောကနေခဲ့ပြီးသူ့ရဲ့ဦးလေးတောင်ပြန်သွားရတယ်။အဲ့ဒါလေးလာနေငယ်ကြာသွားတဲ့အခါမှာနိုင်ဦးပြင်ရင်းသွေးလေးရလာတာပေါ့။အဲ့ဒီအချိန်မှာခွန်ဆန်လောလေးသူ့ရဲ့မိဘတွေကိုအရင်ကိုသတိရရတယ်ကွ။အဲ့ဒါကိုစိုက်တောင်းကိုအတူတူပြန်မယ်လို့နိုင်ဦးပြင်ကိုတိုင်ပင်နေတယ်။နိုင်ဦးပြင်လေးသူ့ချစ်တဲ့သူသွားလျာမှာလိုက်ပါမယ်ဆိုပြီးလိုက်သွားတာပေါ့ကွ။နွားလေးတွေနဲ့ခရီးထွက်ကြတာပေါ့။နောက်ဆုံးစိုက်တောင်းကိုလေးရရော နောင်ပြင်ရောက်ခါမှာနောင်ပြင်ဘလောက်ထိချောချောင်းချင်းမောနေတဲ့ချက်ဟန်ဆောင်တော့ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့တောင်းပြောနေတယ်ကွတောင်းရင်နေမိမနဲ့သူ့ရဲ့ပန်းပါရီခီးပန်းနေရောပေါ့ခင်းကောင်းလည်းမရှိဘူးအဲ့ဒါအသားရွာငိုင်းရွာကိုသွားပြီးအသားလေးကားလေးရှာခဲ့မရရအောင်ရှာခဲ့နော်မိမိကမိမိချွေးမအောင်ချက်ချွေးမယ်တဲ့ဒါပေမဲ့ခေါ်ဆန်လုံးရဲ့အမေကစီစဉ်ထားပြီးတော့အသားကရောင်နေရောင်သွားပြီး အသားငါတွေမရောက်မှနေဆိုရင်ပတ်စံတွေပေးထားတဲ့ကွယ်အဲ့ဒါခွန်ဆန်လို့လေတော်ပြီရှာတာပေါ့နော်ခွန်ဆန်လို့ကတမင်စားချိန်တောင်ရှောက်မလာသေးဘူးတဲ့ကွယ်အဲ့ဒါနဲ့ခွန်ဆန်လို့ရဲ့အမေကကဲကွယ်တမီးလေးတို့စားနေရောပေါ့ရှိတာလေးနဲ့စားမယ်လीတမီးတို့မောပန်းလာတော့နောက်ပေါ့အမေပဲပြင်ဆင်လိုက်မင်းပြင်းစလဲပြီးတော့နှဲအောင်ပြင်လဲသူ့ရဲ့အပေါင်းပါရင်းနဲ့အတူထမင်းဝိုင်းမှာထမင်းစားကြတာပေါ့ခွန်ဆန်လို့ရဲ့မိမေကထမင်းဝင်မစားရဲခွေ အရင်တော့ကထမင်းစားရင်လက်တွေနဲ့ပဲစားတော့နန်းဦးပြန်ကထမင်းကိုလက်နဲ့လှမ်းယူထမင်းပုံမှာအန်ဆောင်တွေထိုးထားတော့သူ့ရဲ့လက်ကိုထိုးမိတာတွေကွယ်သူလေဒါဟာမတော်တဆပါဆိုရင်ဘာမှကိုမပြောဖြစ်ဘူးတဲ့ပြီးတော့သူ့ရဲ့မိမေကဒီနေ့တမိတို့စားရောက်တယ်ဆိုတော့ဖျားပန်အိုးလေးလဲရအောင်ရေလေးပါလေးသွားရှာပြီးတော့ဖျားပန်အိုးလေးလဲကြကွယ်နန်းဦးပြန်လေသူ့ရဲ့ဘာမှတွေနဲ့အတူရေပုံးလေးတွေထမ်းပြီး လက်မှလည်းဖျားပန်းတွေကင်ရင်နေအိမ်ပေါ်ရက်ကိုတက်ဖို့လေကားပေါ်မှာခြေလဲဆရပါတော့ထိတ်ဆုံရောက်ခါနီးလေကားပေါ်မှာပြိုကျတာလေကွယ်နောက်ဆုံးတော့ဝမ်းမှလွဲထားတဲ့ကလေးတကူကူဖြစ်ပြီးဆိုတာလေသူတီးလိုက်တယ်သူရီဘာရီပေါ်တော့ဒါသူရီသားရတော့မဟုတ်ဘူးလှုပ်ကြံတာလို့တိလေးတိရောနိုင်ဦးပြန်သူရီပေါင်းပါရီနဲ့အတူမိုင်းကင်ကိုပြန်မှုစိတ်ဆိုးဖြတ်လိုက်ကြတဲ့ကွယ်ငိုရိုပြီးတော့ပြန်သွားတာပေါ့နောက်ဆုံးညချိန်လေးရောက်တော့ ခုံဆန်လောင်းအောင်ရှောက်လာရတယ်လက်ထဲမှာလေးအသားတွေငါးတွေပေါ့နော်သူ့ရဲ့မိမစားဖို့ဆိုပြီးခက်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 ရှာထားတာကိုအိမ်လဲရောက်ရောသိစိတ်နေတာပဲအဲ့ဒါသူ့ရဲ့မိမကိုမေးတာပေါ့နော်ကျွန်တော်မိမဖယောက်သွားလေးငါနှစ်မိမကိုလိုက်ထင်းနေရမှာမဟုတ်တာငါပဲသိမလဲခုံဆန်လောင်းလေးစိတ်ပူပြီးတော့အမေတကူးကိုလှုပ်လိုက်တာလားငါဘာမှမလုပ်ဘူးခုံဆန်လောင်းလေးမသိငါလို့ဘေးကလူတွေကိုမေးတာရင်ဘေးကလူတွေလေးမသိဘူး သူတို့ငိုယူပြီးထွက်သွားတာတော့တွေ့လိုက်တယ်။အဲ့ဒါနဲ့ခွန်ဆန်လုံးလေးလေကားမှာတွေးတွေကိုတွေ့တော့သိလိုက်တယ်။သူ့မိမိရဲ့လက်ချက်ဆိုတာလीစိတ်ပူပြီးတော့ရွှေရင်ငွေရင်ရှူပြီးသူ့ရဲ့မိမရိနာကိုလိုက်သွားတဲ့ကွယ်။နိုင်ဦးပြန်ကအိမ်ပြန်လန်းတွေ့လဲရောက်တော့ဘာရင်နာတော့ကလေးမွေးချလိုက်ပါလေရော။မူမီချင်းကလေးကအသက်မပါရီကွယ်။သူကသူ့ကလေးကိုနမ်းပြီးနင့်ဖြဖြူအော်ခေါ်လိုက်ပါတော့ကလေးရဲ့တဲ့။အဲ့ဒါနဲ့ကလေးဦးညင်က ငက်ကလေးဖြစ်ပြီးချက်ချင်းဆိုလို့အော်ပြီးတော့ခေါ်တဲ့ကွယ်နန်းဦးပြင်းတို့လေးခရီးဆက်ပြီးတော့ထွက်ကြတာပေါ့ခေါဆန်လုံးကလေသူ့မျိုးအတကောင်မောင်းပြီးရိုက်ပြီးတော့နန်းဦးပြင်းတို့နောက်ကိုလိုက်လာတာပေါ့နော်နောက်ဆုံးသူ့ရင်မြင်းကအမောင်းဆိုပြီးတော့တိတ်ဆုံသွားတာပေါ့နော်တောလေကောင်လည်းရှောက်ရောတစ်ပင်ငုတ်တူပေါ်မှာသူ့ရဲ့တောင်းကိုတွေးလိုက်တဲ့ကွယ်ပြီးတော့အော်ကလေတော်တော်လုံးစုညံနေအောင်អော်လိုက်တဲ့နောက်ဆုံးသူအဆက်ပြီးတော့ခရီးဆက်တာပေါ့နော် မိုင်းကင်မျိုးဝမ်းလိမ့်ကြီးရွာလေးရောက်ရောရွာသူရွာသားတွေအောင်သူတို့ချက်တော့နန်းဦးပြေဆုံးတာဟာသူ့ကြောင့်ဆိုပြီးတော့နန်းဦးပြေရဲ့စာပနာတွေကိုပေးမဝင်မှုတဲ့ကွယ်သူလေးနောက်ဆုံးကြံ့ရမရပဲပါလာရဲ့ပတ်စံတွေရွှေတွေကိုကျဲပြလိုက်တာပေါ့လူတွေကအဲ့ဒါတွေကိုလူနေတဲ့အချိန်မှာခွန်ဆန်လုံးကနန်းဦးပြေအလောင်းရှိရာဝင်သွားလိုက်တဲ့ကွယ်မိမလဲလျောင်းနေတာကိုတွေ့ပြီးသူလေးအတူတူသိမင်းဆိုပြီးပါလာရဲ့တချေကိုထုတ်ရင်း သူ့ရဲ့ရေဝါကိုထိုးပြစ်လိုက်တာရဲ့ကွယ်နောက်ဆုံးခွန်ဆန်လုံးရဲ့အမေကဒီတရင်ကိုကြားလိုက်ကြရောဒီလောက်ထိချစ်ကြသလားနောက်ဘဝထိနင်တို့ပေးမပေါမှုဆိုပြီးတော့သူတို့ကိုမြုပ်နှံနေဝမ်းလင်းရွာကိုလိုက်လာပြီးတော့ဝစစ်တုံးစင်းနေသူတို့ကိုမြုပ်ထားတဲ့အုပ်ကိုနှစ်ခုကြားချလိုက်တာရဲ့ကွယ်ချစ်သူတယောက်ကကောင်းမြင်ပေါ်မှာကျင်းတလုံးဖြစ်ပြီး အလဲမှာကျေးသုံးလုံးချားနေတာကိုတွေ့ရမှာပါလမ်းမညဆိုရင်တော့ပူပီရောက်တောင်မြင်တာပါတည်း ခွန်ဆန်လုံးရဲ့ကျဲလီကသူ့ရဲ့နဲ့တည်ဆုံနေတာကြောင့်လေသူ့ရဲ့ကျဲလီကနေအောင်လေးဖြစ်နေတာပါတခါတော့တော့ကောင်းရှာကြည့်လိုက်ပေါ့နော်မတွေ့ဘူးရေသူတွေလေရောက်ဖူးကြည့်ရင်တော့မိုင်းကင်မျိုးမှရှိပါတယ်ဟုတ်ကဲ့ပြိသက်များရှင်ခွန်ဆန်လောင်နိနန်ဦးပြင်းဇလန်လေးကိုပြိသက်တွေကြိုက်နေတဲ့မယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးထိအားပေးနာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်